မဟုရဆိုင်ကြီးကသမိုင်းဝင်ဝိညာဉ်ဆိုအခုပြောပြမယ့်ဇလံလေးကတော့နာမည်ကျော်ဝိညာဉ်ဆိုနှင်သူတွေတောင်လက်လျှော့ခဲ့ကြရတဲ့မဟုရဆိုင်ကြီးကဝိညာဉ်ဆိုတစ်ကောင်ရဲ့တောင်းကျမ်းမှုတစ်ခုရဲ့အကြောင်းကိုတင်ဆက်ပေးချင်ပါတယ်။ဒီဇလံလေးကတော့1983ခုနှစ်လောက်ကဖြစ်ပွားခဲ့တဲ့ဖြစ်ရမယ့်ဇလံလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ကိုအေးမောင်နဲ့မမ်မူရဆိုတဲ့ဇနီးမောင်များနှစ်ဦးကသမီးလေးနှစ်ယောက်နဲ့အတူတူအိမ်ဟောင်းကြီးတစ်ခုစီကိုကြောင်းရွှေ့နေထိုင်ခဲ့ကြပါတယ်။ အိမ်ကြီးကတော့မဟုရဆိုင်ကြီးပါပဲမုံတိုင်းတန်ကြောင့်သူတို့ရဲ့အိမ်ဟောင်းနဲ့ပစ္စည်းတချို့ကိုဆုတ်လွတ်လိုက်ရတဲ့သူတွေဖြစ်တာမို့သူတို့တွေဟာအစာပိုင်းမှာတော့ချွတ်ချွတ်တက်တက်ဖြစ်နေခဲ့ကြပါသေးတယ်။ဒါပေမဲ့လာအနေငယ်အကြာမှာတော့ကိုအေးမောင်တယောက်အလုရာထူးတိုးခဲ့ပြီးငွေကြေးပြည်လဲမှုတွေလည်းရှိလာခဲ့ပါသေးတယ်။အဲဒါကြောင့်လည်းမဟုရဆန်အိမ်ကြီးကိုပြုပြင်ဖို့အတွက်ပြင်ဆင်မွမ်းမံမှုတွေပြုလုပ်ခဲ့ကြပါသေးတယ်။ အဲဒါကြောင့်လည်းမဟုရဆန်အင်ကြီးကိုပြုပြင်ဖို့အတွက်ပြင်ဆင်မူးမှန်မှုတွေပြုလုပ်ခဲ့ကြပါတယ်။ကိုရင်းမောင်တို့မိသားစုအခုလိုမျိုးမဟုရဆန်အင်ကြီးကိုပြုပြင်ဖို့စီစဉ်ခဲ့ရတာဆလို့ဒီဇလန်းတစ်ပုတ်ဖြစ်ခဲ့ရပါတော့တယ်။မဟုရဆန်အင်ကြီးကိုစတင်ပြုပြင်မှုတွေပြုလုပ်ခြင်းကစပြီးထူးထူးဆန်းဆန်းအဖြစ်အပျက်တွေကြုံတွေ့လို့လာရပါတယ်။ပစ္စည်းတွေအလိုလိုရွေရှားကုန်တာတွေဖြစ်ပေါ်ခဲ့ပါတယ်။ပြုပြင်မှုအတွက်အသုံးပြုတဲ့ကရိယာတွေနဲ့ စက်ပစ္စည်းတွေကလည်းထူးထူးဆန်းဆန်းပျောက်ကွယ်ခဲ့ရပါတယ်။အင်ခန်းနေရန်ထဲမှာတော့ထူးခြားတဲ့ချစ်ရာတွေအညစ်အမဲတွေပေါ်ပေါက်လို့လာခဲ့ပါတယ်။စိတ်တွေပြန်ထုတ်ခဲ့တယ်ဆိုရင်လည်းနောက်ရက်မှပြန်ပြီးဖြစ်ပေါ်လာခဲ့တာပါပဲ။ကိုရင်မောင်ကိုရိုင်းနိုင်ငံတွေကိုအစ်စ်ပြန်လဲဆေးတုပ်ပြီးတဲ့နောက်တရက်မှာလည်းအခုလိုမျိုးညစ်ပေမှုတွေကပြန်လဲဖြစ်ပေါ်လို့လာခဲ့ပါတယ်။ဆိုင်ကြီးအတွင်းမှာရှိရဲ့အမီးတွေကလည်းအလိုလိုဖွင့်လိုက်ပိတ်လိုက်ဖြစ်လာခဲ့သလို တညမှာတော့သူတို့မိသားစုတွေ TV ကြည့်နေရင်ကရုတ်တရက် TV ကမီးလောင်သွားခဲ့ရပါတယ်။အင်းရဲ့မီးလိုင်းတွေကိုကျွမ်းကျင်ဆရာတွေနဲ့ခေါ်ယူစစ်ဆေးခဲ့ပေမဲ့ဘာချုံရင်ချက်ကိုမှမတွေ့ခဲ့ရပါဘူး။ညဘက်တွေမှာရေဒီယိုတွေကအလိုလိုထားပွင့်တာတွေဖြစ်ပေါ်ခဲ့သလိုမီးပလက်တွေဖြုတ်ထားတဲ့ကြောင့် TV တွေရေဒီယိုတွေကအလိုလိုပွင့်လို့လာနေခဲ့ပါတယ်။ အန်ဆွဲတွေဗီဒီယိုတွေကလည်းဖွင့်သူမရှိပါပဲသူ့အလိုလို ပွင့်မှုတွေရှိလာခဲ့ပါတယ်။အိမ်အတွင်းမှာအပူချိန်ကရုပ်တရက်ထိုးချသွားပြီးနှွေခေါင်ခေါင်ကြီးမှာအေးခဲသွားတော့မလို့ပဲခံစားခဲ့ကြရပါတယ်။နောက်တစ်ရက်မှာတော့သူတို့ရဲ့အခန်းထဲမှာချစ်ရကုတ်ရတွေအများကြီးနဲ့ဖြစ်ပေါ်နေတာကိုတွေ့လိုက်ရပါတော့တယ်။ဒီနောက်ပိုင်းမှာတော့သူတို့မိသားစုတွေကိုတယောက်ယောက်ကစောင့်ကြည့်နေသလို ော်ယုံနေတဲ့လူမျိုးတွေခံစားခဲ့ရပါတော့တယ်။တမီးဖြစ်သူကကြောက်လန့်နေတဲ့မျက်နှာနဲ့သူ့ရဲ့အခန်းထောင်းကနေတယောက်ယောက်ကခုန်နေတဲ့အတွက်အယမ်းကြောက်တယ်လို့ပြောလာခဲ့ပါတယ်။သူမရဲ့အခန်းထောင်းမှာတကယ်လဲကြောက်စရာကောင်းတဲ့အရာတစ်ခုခုရှိနေတယ်လို့ပြောပြခဲ့ပါတယ်။နောက်ထပ်တစ်ရက်မှာတော့မမှုရနောက်ဖေးမှာချက်ပြုတ်နေတော့ရုတ်တရက်လေးအေးတွေတိုက်လာခဲ့ပြီးပရင်းမောင်ပိတ်ဖို့လှည့်လိုက်တဲ့အချိန် သူမရဲ့နောက်မှာအရေးတစ်ခုပြန်ဝဲနေတာကို တွေ့လိုက်ရပါတော့တယ်။မျက်နှာမရှိတဲ့အရေးဆိုပေမဲ့မတ်မူရရဲ့စိတ်ထဲမှာတော့သူမကိုစိုက်ကြည့်နေသလိုပါပဲ။အဲ့ဒီအရေးမဲကြီးကမတ်မူရရဲ့အနာကနေကပ်ပြီးနှံ့ရံထဲကိုဖြတ်ဝင်သွားခဲ့ပါတယ်။မတ်မူရကတော့ကြောက်လန့်တုန်လှုပ်ပြေးကြံခဲ့ရပါတော့တယ်။တဖြည်းဖြည်းနဲ့အဲ့ဒီအနက်ရောင်အရေးကြီးကိုအိမ်မှာရှိတဲ့သူတွေအားလုံးလုံးလို့မြင်တွေ့လာရပါတော့တယ်။ အဲ့ဒါကြောင့်လေသူတို့ရဲ့အိမ်မှာမကောင်းတဲ့ဝိညာဉ်တွေရှိနေတယ်ဆိုတာကို ကိုအေးမောင်တို့မမှုရပါလက်ခံလိုက်ရပါတော့တယ်။ဒါကြောင့်ပဲကိုအေးမောင်တို့ကပရောဟိတ်တူကိုခေါ်ယူကအိမ်ကိုတန့်စင်စေခဲ့ပါတယ်။အစပိုင်းမှာတော့လှုပ်ရှားမှုတွေရပ်တန့်သွားခဲ့ပေမဲ့ခဏအကြာမှာပြန်ပြီးဖြစ်ပေါ်လာခဲ့တာပါပဲ။တခါတလေမှလူမရှိပဲမိဖို့ကြောင့်မှအလိုလိုမြှထလောင်တဲ့အထိဖြစ်ခဲ့သလိုအိမ်ထဲမှာရှိတဲ့မိသည်မိဆိုင်တွေ အလိုလိုပောက်ကွဲလာတတ်ပါတယ်။အင်္ဂမိသားစုဝင်တွေမှာလည်းဇန်ယာရတဲ့အထိ၆လနဲ့ဆိုရမှုတွေဖြစ်ပေါ်လာခဲ့ပါတော့တယ်။ဒီနောက်မှာတော့ဖုန်းတော်ကြီးတစ်ပါးရောက်လာတာအစီအရင်တွေ ပြုတ်လုပေးနေတဲ့အချိန်သူတို့အင်္ဂခွေးကလေးကလေထဲမှာမြောက်တက်ပြန်သွားပြီးနေရန်ပေါ်တိုက်မိကဒံရအပြင်းအထန်ရသွားခဲ့ရပါတော့တယ်ဒီအခြေအနေကတော့ကိုအေးမောင်တို့မိသားစုအတွက် အရန်ကိုမှတုံ့လုပ်ခဲ့ရတဲ့အခိုက်အတန့်မှာဖုံးတော်ကြီး၏အများအပြားရောက်လာခဲ့ကြကစူတောင်းမှုတွေပြုလုပ်ပေးခဲ့ပေမဲ့အစင်မပြေခဲ့ကြပါဘူးကိုအေးမောင်လည်းရှိတဲ့ငွေကြီးအလုံးကိုဒီဆန်အင်ကြီးရဲ့မှာယင်းနှိမ့်နှံထားတဲ့အတွက်သူတို့မိသားစုတွေအနေနဲ့တခြားကိုပြောင်းဖို့အတွက်လည်းမဖြစ်နိုင်ပဲကြောက်လန့်ဖွယ်ရာမဟုရဆန်အင်ကြီးရဲ့မှာနေနေခဲ့ရပါတော့တယ် မဟုရဆိုင်ကြီးတဲ့ကခြောက်လန့်မှုတွေကတော့ပိုပိုလို့ဆိုးွားလာခဲ့ပါတယ်။ကိုအေးမောင်ညဘက်အိမ်နေတော့သူ့နဘေးမှာကြောက်ရောက်ကကတ်နေတယ်လို့ခံစားရပြီးနိုးလာတဲ့အခါမတ်မူရမဟုတ်တဲ့အမျိုးသမီးတစ်ယောက်ညနာတစ်ခုလုံးဖွေးဖွေးဆလို့သူ့ကိုစိုက်ကြည့်နေတာနဲ့ကြုံလိုက်ရပါတော့တယ်။ကိုအေးမောင်လည်းသတိလွတ်သွားပြီးပြန်သတိရလာတဲ့အချိန်မှာတော့သူ့တစ်ခုလုံးမှာချစ်ရာရီဘရဘဖြစ်နေခဲ့ပါတော့တယ်။ ိုအေးမောင်ကမတ်မူရာကိုပြောပြတော့လဲသူမလည်းအဲ့ဒီလိုခံစားရကြောင်ပြောနေပါတယ်။တညမှာတော့သူတို့နှစ်ဦးအိတ်နေတဲ့အချိန်အရေးကြီးတစ်ခုကအနားကိုချင်းကလာပြီးသူတို့ကိုဆွဲချသွားကသတိလက်ခဲ့ရပါတယ်။လူလာချိန်မှာတော့နှစ်ယောက်လုံးရဲ့ကိုယ်ပေါ်မှာခြေရာတွေများစွာဖြစ်လို့နေခဲ့ပါတော့တယ်။သူတို့နဲ့ဦးကိုအိတ်နေရင်ကတယောက်ယောက်ကဆွဲချတယ်လို့လေပေါ်မှာပြန်ဝဲနေရပြီလေကြုံတွေ့ခံစားလာကြရပါတယ် ိတ်ရာပေါ်မှာအိတ်နေတဲ့မမှုရာကိုဆွဲချသွားပြီးကိုအေးမောင်ပြန်ဆွဲလို့မရခဲ့ပဲအပြင်ဘက်စီဆွဲထုတ်ပြလိုက်တာမျိုးတွေအထိပါ ကိုတိလက်ရောက်ထိပါမှုတွေစိုးဝါတဲ့ခြောက်လန့်မှုတွေကိုတအိမ်လုံးခံစားလာကြရပါတော့တယ်ဒီလိုစိုးဝါတဲ့အခြေအနေတွေကိုကြုံတွေ့လာရတဲ့အခါမှာတော့ကိုအေးမောင်တို့လည်းဝိညာဉ်ဆိုးကိုနှိမ်နင်းနိုင်သူတွေကိုစူးစမ်းရှာဖွေရင်းတရက်မှာတော့ဝိညာဉ်ဆိုးတွေကိုနှိမ်နင်းရမှာကျွမ်းကျင်လာပါတယ်ဆိုတော့ ဆရာကောင်းတို့ဇတိမောင်နဲ့ချိတ်ဆက်မိလိုက်ပါတော့တယ်။ညတွေအချားကြီးထောက်လန့်ခံနေရတဲ့ဒီမဟုရဆန်အင်ကြီးစီဆရာကောင်းတို့အဖွဲ့ရောက်လာခဲ့တာဟာ1986ခုနှစ်မှာပါ။သူတို့တွေကဥစားဆန်အင်ကြီးထဲမှာစစ်ဆေးမှုတွေကိုစတင်ခဲ့ပါတယ်။ဆန်အင်ကြီးရဲ့ရောက်ရှိချိန်မှာတော့ဒီအိမ်ထဲမှာဝိညာဉ်ဆိုးတွေများစွာရှိနေတယ်ဆိုတာကိုခံစားမိခဲ့ပါတော့တယ်။သူတို့တွေကတအိမ်လုံးကိုလိုက်လံစစ်ဆေးခဲ့ပြီးချိန်မှာတော့ ဝိညာဉ်ဆိုးလေးဦးကိုတွေ့ခဲ့ရတယ်လို့ဆိုပါတယ်။တူကတော့ဘသူကမှအန်တရယ်မပြူတဲ့အဖွားအိုကြီးတူ။နောက်ထပ်အနေနဲ့စိတ်တူဒေါသထွက်နေဟန်ရှိတဲ့မိန်းကလေးတူ။အယက်ရှိရှိနဲ့ဝိညာဉ်ဆိုးတူအပြင်အဆိုးဆုံးကတော့အားလုံးထဲမှာအန်တရယ်အရှိဆုံးဖြစ်တဲ့ဂျူကောင်ဝိညာဉ်ဆိုးကိုတွေ့လိုက်ရပါတယ်။ဆရာကောင်းတို့တွေလည်းကိုအေးမောင်တို့ရဲ့အခန်းထဲကိုရောက်တဲ့အချိန်အရေးတစ်ခုကိုတွေ့လိုက်ရတာမို့ ဆူတောင်းမှုတွေပြုလုပ်နေချိန်မှာပဲဆရာကောင်းကိုတယောက်ယောက်ကလဲပြီးညစ်တယ်လို့အသက်ရှူကြက်တဲ့အထိဖြစ်ပေါ်လာခဲ့ရပါတယ်ဒီချိန်မှာအဖွဲ့သားတယောက်အမြင်ရောက်လာခဲ့ပြီးဆူတောင်းမှုတွေကိုပြင်းပြင်းထန်ထန်ပြုလုပ်လိုက်မှာပဲလဲပြီးညစ်ခံရခြင်းကလည်းလွတ်မြောက်ခဲ့ရပြီမယ်ဆရာကောင်းရဲ့လဲပြီးမှာတော့လက်ချောင်းရာတွေထင်းကျန်ခဲ့ရပါတော့တယ်ဒီအဖြစ်ပြက်ဆောင်ပဲမဟုရဆိုင်ကြီးရဲ့က အမှောက်အနှောက်အယှက်တွေဟာအတော်ကြီးကိုရှင်းလင်းယူရမယ့်အခြေအနေဖြစ်တယ်ဆိုတာကိုဆရာကောင်းနားလည်သဘောပေါက်ခဲ့ရပါတယ်။ဝိညာဉ်စုရဲ့ခြောက်လန့်မှုတွေစိုးဝါးလာတာနဲ့အတူခလေးတွေကလည်းသူတို့ရဲ့အခန်းထဲမှာတည်ကြမနေရကြတော့ပါဘူး။အိမ်ထဲမှာအရာဝတ္ထုပစ္စည်းတွေကလည်းသူအလိုလိုရွေးရှားပြီးတအိမ်လုံးမှာဝရုံးသွင်းကားတွေဖြစ်လာခဲ့ရပါတော့တယ်။ကလထိုင်းနေလီထဲမှာပြန်ဝဲသွားပြီးအချင်းချင်းတိုက်ခိုက်နေကြသလိုကိုအေးမောင်နဲ့ မမူရတို့ရဲ့အခန်းထဲကမှန်ပေါ်မှာတော့ထွက်သွားဆိုတဲ့အစာကြီးကိုရေးထားကတယောက်ယောက်ကမကြင်မနဲ့နှင်ထုတ်နေတယ်လို့ကြမ်းတမ်းမှုတွေစတင်လာပါတော့တယ်။တရက်မှာတော့မဟုရဆန်အင်ကြီးကအကြောင်းသတင်းတွေထဲမှာပါလာခဲ့ပါတယ်။အဲ့လိုပါလာခဲ့ပြီးချိန်မှာတော့ကိုရင်းမောင်တို့နှစ်ဦးနဲ့အတူဦးကောင်းတို့တွေဟာ TV အစီအစဉ်တစ်ခုကဖိတ်ခေါ်ခြင်းကိုခံခဲ့ရပြီးမဟုရဆန်အင်ကြီးရဲ့အကြောင်းကိုဖြေကြားရတဲ့အထိဖြစ်လာခဲ့ပါတော့တယ်။ အခုလိုမျိုးအစီအစဉ်မှာဝိညာဉ်စုအကြောင်းကိုဖြည့်ချားပြီးရနောက်အိမ်ပြန်လာချိန်မှာတော့သူတို့အတွက်အကျန်းတန်းဆုံး၆လက်မှုကြီးကိုကြုံတွေ့လိုက်ရပါတော့တယ်။ညာဘက်အိမ်နေတော့အိမ်ရာတစ်ခုလုံးကလေးပေါ်မှာမြောက်ခါဝဲပြန်နေပြီးကိုအင်းမောင်တို့လင်မယားနှစ်ဦးစလုံးနိုးထလာခဲ့ကြပါတယ်။မျက်လုံးဖွင့်ကြည့်ချိန်မှာတော့ကြောက်မက်ဖွယ်ရာဝိညာဉ်စုကြီးကကိုအင်းမောင်တို့ကိုကိုထင်ပြလိုလာခဲ့ပါတော့တယ်။ မျက်ထောင်နေနဲ့ကြည့်နေတဲ့အဲ့ဒီဝိညာဉ်ဆိုကဒေါသတကြီးနဲ့သူတို့နှစ်ဦးကိုစိုက်ကြည့်နေခဲ့ပါတယ်။ခဏအစားမှာရောကိုကြီးမောင်နဲ့မတ်မူရတို့အသက်ရှူရခက်ခဲလာကရုန်းကန်နေခဲ့ကြရပါတော့တယ်။သူတို့နှစ်ဦးသတိလျာကနိုးလာချိန်မှာတော့ခန္ဓာကိုယ်အနှံ့ဒဏ်ရာဒဏ်ချက်တွေများစွာဖြစ်ပေါ်လို့နေခဲ့ပါတယ်။မတ်မူရကတော့လေထဲမှာ ပြန်ဝဲကျနေပြီးနာကျင်မှုကိုအလူးအလိမ်ခံစားနေရပါတော့တယ်။ မျက်လုံးတွေကလည်းဖြူဖြော့နေကလေထဲမှာပြန်ဝဲနေပြီးနောက်မှာတော့နန်ရံနဲ့ရိုက်မိကမက်မူညာတယောက်ပြုတ်ကျသွားရပါတော့တယ်။ကိုအေးမောင်တို့အတွက်အခုလိုအခြေအနေဆိုးတွေကိုရင်ဆိုင်နေရတဲ့အချိန်ဆရာကောင်းတို့အဖွဲ့ကလည်းဝိညာဉ်ဆိုးနှိမ်နှင်းမှုတွေကို အစွမ်းကုန်ပြုလုပ်ခဲ့တယ်ဆိုပေမဲ့မဟုရဆက်အင်ကြီးကဝိညာဉ်ဆိုးကတော့ပြတ်ွယ်မသွားခဲ့ပါဘူး။1989ခုနှစ်နောက်ပိုင်းမှာတော့ သူတို့ရဲ့အစွမ်းကုန်စူးစမ်းမှုနဲ့ဝိညာဉ်စုကအနှင်းငယ်တည်ငြိမ်လို့သွားခဲ့ပါရဲ့ဒါပေမဲ့လည်းမဟုရာဆိုင်အင်ကြီးကဝိညာဉ်စုကအလုံးစုံဖြောက်ပြက်ပြစ်လို့မရနိုင်ခဲ့ပါဘူးကိုအေးမောင်တို့ကတော့ခြောက်လက်မှုကိုဆက်လက်မခံစားနိုင်တော့တာမို့အင်ကြီးကနေပြောင်းပြေးလို့သွားခဲ့ကြပါရဲ့မဟုရာဆိုင်အင်ကြီးကတော့ရန်ဖန်ရန်ခါမှာဖောက်လန့်နေခဲ့တယ်ပါပဲဇလန်လေးကိုဒီလောက်နေတယ်ရန်နာခင်ကြည့်ပါရှင် နောက်ထပ်စိတ်ဝင်စားဖို့ရာဇလန်းကောင်းတွေနဲ့အတူပြန်လာခဲ့ပါအောင်မယ်နော်အားပေးကြည့်ရှုခဲ့ကြလို့ကျေးဇူးအထူးပင်တင်ရှိပါတယ်ရှင်